င်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ22ရက်မြေလက်အတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမှာကားချင်းဆင့်တိုက်ပြီးအမျိုးသား၃ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်ပဲခူးတိုင်းရီရာရှင်မြို့နယ်အပိုင်းရန်ကုန်မန္တလေးအမြန်လမ်းမှာရင်တိုင်းမှုဖြစ်ပြီး၃ဦးသေဆုံးခဲ့တယ်လို့ကုညီဆောင်ရပေးခဲ့သူတွေစီကသိရပါတယ်နိုဝင်ဘာ22ရက်မနက်9:00နာရီကမှရန်ကုန်ဘက်ကနေနေပြည်တော်ကိုဥတီမောင်းလာတဲ့ကုန်တင်ကားဟာ မိုင်းတိုင်းအမှတ်180မြင်းဆောင်နှစ်နဲ့180မြင်းဆောင်သုံးချမှာရက်ပြီးစစ်ဆေးနေချိန်အနောက်ကလာတဲ့ဆက်ကကဝင်ရောက်တိုက်မိခဲ့တာလို့ကိုကြီးဆောင်ရပေးခဲ့သူတူကပြောပါတယ်။ရှင်တိုင်းမှုကြောင့်ဆက်ရှင်ပေါ်ပါအသက်30ကနေ50ကြာအမျိုးသား3စလုံးနေရာမှာတင်တည်ဆုံးခဲ့ပြီးသူတို့နဲ့ပတ်သက်တဲ့အချက်လက်တွေကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။တည်ဆုံးသူတွေကိုတော့ဒေသလူမှုကူညီအသင်းကကောက်ယူပြီးစွာစေးရုံကိုပို့ဆောင်ပေးထားရတယ်လို့သိရပါတယ်။ ဆက်လက်ပြီးတော့တောင်သားမှာနေ90ကျော်နဲ့ PDF စစ်ဆေးဂိတ်ကိုစစ်တပ်ကအင်အားသုံးမီးရှို့ခဲ့ပြီးထွက်မပြေးနိုင်တဲ့တကြီးပိုင်းတန်ကားတစ်ပါးမိသေးပါပြန်လွန်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်။မန်လေးတိုင်းတောင်သားမြို့နယ်ညောင်လူကျေးရွာကိုစစ်ကောင်ပြင်တပ်ကစစ်ကြောင်းတို့မီးရှို့လို့နေ90ကန်ပြက်စီပြီးတန်ကားတစ်ပါးလည်းမိသေးပါပြန်လွန်တော်မူခဲ့တယ်လို့ကျေးရွာနယ်နှိဆက်သူတွေစီကသိရပါတယ်။နိုဝင်ဘာ21ရက်နေ့လည်2နာရီကျော်ကမှတောင်သားမြို့ကလာတဲ့စစ်ကောင်ပြင်ပူပေါင်းအင်အား300ကန်ဟာစစ်ကြောင်း300ခွဲပြီးနောက်ညောင်လူကျေးရွာတဲ့ကိုစစ်ကြောင်းတို့ကြောင်းဝင်ပြီးမီးရှို့ခဲ့တာ။ နောက်ထပ်စစ်ကြောင်းနှစ်ခုကကျေးရွာနေရှိဒေသခံကာကွယ်ရေးတပ်တခုရဲ့ဂိမ်းစခန်းကိုမိရှို့သွားတယ်လို့ကျေးရွာနယ်နီးစပ်သူတူကပြောပါတယ်။မိရှို့ခြင်းထွက်မပြေးနိုင်တဲ့တပ်တော်80ကျော်တန်ခါတပါမိတဲ့ပါပြန်လုံတော်မူခဲ့ပြီးနိုဝင်ဘာ22ရက်ဒီကနေ့မှာလည်းမြေပြူကုန်းရွာဘက်ကိုစစ်ကြောင်းဆက်ထိုးနေလို့အင်ဂျင်200ကနေ400ကျားရှိတဲ့ညောင်တို့မြေပြူကုန်း၁၀ကုန်း၆နားရွာတွေအပါအဝင်ကျေးရွာ900လောက်ကဒေသခံ9000ခန့်ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဆိုပါတယ်။စစ်ကောင်ပြင်ထောက်ခံ Telegram တွေမှာတော့ညောင်တို့ကျေးရွာအနီး ောင်သာမြို့နယ်ပကဖကိစ္စကံကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရေးသားဖော်ပြထားကြပြီးတပ်ဆိုင်ရာတပ်ဖွဲ့တွေဘက်ကတော့တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့ဆလင်းမှာအလေးချိန်85ပိတ်သာရှိကြေခေါလောင်းဖြုတ်ခိုးခံရပြီးစစ်တပ်ကိုတိုင်ထားပေမဲ့လာစစ်ဆေးတာမရှိခဲ့တဲ့အကြောင်းပါ။မကွေးတိုင်းဆလင်းမြို့နယ်မကြီးပင်ဘူးကြေးရွာအုပ်စုစေသူရှင်ကုန်းကြေးရွာရှင်မဟာလိုက်ဖရာဝင်းရှိကြေခေါလောင်းတစ်ခုဖြုတ်ခိုးခံခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ စလင်းမျိုးနဲ့သုံးမိုင်ငံအကွာစလင်းပွင့်ပြူလမ်းပေးရှိအဲ့ဒီကျေးရွာဖေးကကျေးပိတ်သားချင်း85ပိတ်သားရှိတဲ့ခေါင်းလောင်ဟာနိုဝင်ဘာ18ရက်ကစတင်ပျောက်ဆုံးနေတာလို့ရွာကန်မျိုးသမီးတူဦးကမြေလက်အတံကိုပြောပါတယ်ကျေးခေါင်းလောင်ပျောက်ဆုံးမှုဟာဖြုတ်ရှားခိုးယူခံရတဲ့အခြေအနေဖြစ်တာကြောင့်ဒေသခံတွေအကြားစိုးရင်ထိတ်လန့်နေကြပြီးကျေးရွာဘုံကြီးနဲ့မျိုးနယ်တန်ခါနာရကအဖွဲ့ဝင်ဘုံကြီးတွေကစလင်းမျိုးအခြေဆိုင်ခလာ253တရင်ကိုနိုဝင်ဘာ19ရက်မှာတိုင်ကြားထားတယ်လို့ဆိုပါတယ်တိုင်ကြားစင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကျေးရွာကိုလာရောက်စစ်ဆေးပေးမှဖြစ်ကြောင်းပြောဆိုခဲ့ပေမဲ့ နိုဝင်ဘာ22ရက်ဒီကနေ့အထိလာရောက်စစ်ဆေးတာနဲ့ရှာဖွေပေးတာမျိုးလုံဆောင်တာမရှိဘူးလို့ဆိုပါတယ်။ပျောက်ဆုံးနေတဲ့ကြေကောင်းလောင်းကြီးဟာစေသူရှင်ကုန်းကြီးရွာကအလူရှင်ဦးမြနဲ့ဒေါ်လာတို့ကအဲ့ဒီဖျားမှာလှူဒန်းခဲ့တာဖြစ်ပြီးကောင်းလောင်းတတန်20စတန်မှနေရှိပြီလို့ဒေသခံတွေကပြောပါတယ်။စေသူရှင်ကုန်းကြီးရွာဟာအင်ဂျီ68အိမ်အိမ်တော်စု100ကျော်လူဦးရေ400ခန့်ရှိပြီးအနီးအနားမှာပြူစောတိအကောင်နဲ့ကျွဲချောင်းရွာတည်ရှိတာလည်းဖြစ်ပါတယ်။ ေလက်ဒေတာကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရဲ့နေစဉ်သတင်းအစီအစဉ်ကိုနေစဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တန်ရဲ့ website, YouTube နဲ့ Facebook တို့မှာအဆောင်မြော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။